ပြုံးပြုံးလေးဆရာဝန်သူ့ပုံစံကအသားဖြူဖြူခလေးမျက်နှာနဲ့အပြုံးချူချူစကားပြောလိုက်ရင်အပြုံးလေးနဲ့ပြောဆိုတတ်တာကြောင့်လူချစ်လူခင်များလာတယ်။သူဟာလူငယ်ဆရာဝန်တဦးလေးဖြစ်ပါတယ်။မကြခင်ကနိုင်ငံများစွာမှာပြတာနေတဲ့ဒါရိုက်တာကိုပေါ့ရဲ့ပြုံးပြုံးလေးတော်လိုင်းရုပ်ရှင်ကားမှာပါဝင်သရုပ်ဆောင်ထားတဲ့သရုပ်ဆောင်တဦးလေးဖြစ်ပါတယ်။ ူ့ရဲ့အမိကဒေါက်တာထူးအောင်လင်းဖြစ်ပြီးတော့တော်လရင်နယ်ပယ်တနေရာမှာဖွင့်လှစ်ထားတဲ့နွေဦးကျမဆေးရုံရဲ့ပဲ့ကန်ရှင်နေတဲ့ကတူးအပါအဝင်ဖြစ်ပါတယ်။နွေဦးကျမဆေးရုံဆိုတာကဂရင်းနီပြည်ထဲမှာလေကြောင်းတိုက်ခိုက်မှုကိုအကြိမ်ကြိမ်ခံခဲ့ရပြီးတော့နေရာတစ်ခုပြီးတစ်ခုပြောင်းရွှေ့ဖွင့်လှစ်ခဲ့ရတဲ့ဆေးရုံတစ်ခုလည်းဖြစ်ပါတယ်။ဖြူဖြူနုနုအပြုံးထူထူဆရာဝင်းလို့ဆိုတာကြောင့်နုနုရွာရွာကောင်းလေးတယောက်လို့တော့မထင်လိုက်ပါနဲ့။ကြမ်းတမ်းလာတဲ့ တိုက်ပွဲတွေအတွင်းမှာလေကြောင်းတိုက်ခိုက်မှုတွေကြားကရဲဘော်တွေရဲ့အသက်တွေကိုကဲတင်ပေးနေတဲ့ဆရာဝန်တဦးလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ဖားဆောင်တိုက်ပွဲမှာရှီရန်ကယ်ဇေယီတော်ရီအချင်းစစ်မြေပြင်ထိမရောက်သေးခင်မှာပဲလမ်းမှာလေကြောင်းတိုက်ခိုက်မှုကိုခံခဲ့ရပါတယ်။စစ်တပ်ကဝိုင်းတွဲကင်းချောက်လေးရင်နဲ့သူတို့ကိုတွေ့သွားပြီးဘုံအလုံး40ခန့်ကျဲချတိုက်ခိုက်သွားခဲ့ပါတယ်။ဒါပေမဲ့ဆူဆူရွရွထိခိုက်တေဆုံးခြင်းတော့မရှိခဲ့ပါဘူး။ ကျွန်ုပ်မျက်လုံးထဲမှာအလေးရောင်ပဲမြင်လိုက်ရတယ်။ဖုံးကနေအတန်ကြားလိုက်တဲ့အချိန်မှာလို့ဖို့ကင်ဘက်တငယ်ချင်းကိုဖတ်ပြီးဝစ်ချလိုက်တာ။ဝတ်တဲ့အချိန်မှာနှာခေါင်းနဲ့ရမ်းနံတွေပေါ့နော်အဲ့ဒီမှာတေချာရယ်ငါတို့ကိုဘုံကျဲချနေပြီကံကောင်းတာကကိုဘေးနာကိုပဲဘုံကကြတယ် ကိုယ်ခန္ဓာကိုထိပြီလို့ထင်လိုက်တာဒါပေမဲ့ပြန်ကြည့်လိုက်တဲ့အချိန်မှာ ကံကောင်းထောင်းမှစွာနဲ့နှာခေါင်းနဲ့ရမ်းဝင်တာက လွဲပြီးကြံတာမထိခိုက်ခဲ့ဘူးလို့ဒေါက်တာကျွမ်လင်းကဘုံကျဲတိုက်ခိုက်ခံခဲ့ရပုံကိုပြောပြပါတယ်။သူတို့ဘုံကျဲတိုက်ခိုက်ခံခဲ့ရတာဟာပထမဦးဆုံးအကြိမ်တော့မဟုတ်တော့ပါဘူး။အရင်ကလည်းဒီမိုးစုအရှိပဲချက်မှာစီးယုံဖွင့်လက်ခဲ့စဉ်ကလည်းလက်နက်ကြီးပစ်ခတ်ခံရခြင်း၊လေကြောင်းဘုံကျဲတိုက်ခိုက်ခံရခြင်းတွေကိုအကြိမ်ကြိမ်ရှိခဲ့ပါတယ်။ ထိုစင်ကလည်းကန်တရားရဲ့ကဲမှမှုကြောင့်ထိခိုက်သေးဆုံးမှုမရှိပေမဲ့လို့လဲဒဏ်ရာရရှိရသူတွေကိုအဲ့ဒီလေးချောင်းတိုက်ခိုက်မှုတွေကြားကအချိန်မီလူနာအသက်ကိုရအောင်ကဲထုတ်ကုသနိုင်ခဲ့ပါတယ်ဒါပေမဲ့လို့လေတကြိမ်နဲ့အနီးနားကိုဘုံအလုံး40ခန်းကျေးကျတိုက်ခိုက်ခံရမှုကိုတော့ဖားဆောင်မရှင်သွားတဲ့အချိန်ကပထမဦးဆုံးတွေ့ကြုံလိုက်ရခြင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ကစစ်ပွဲနဲ့တခါမှမကြုံဘူးတဲ့သူတွေဖြစ်တယ်။အဲ့လိုဆိုတော့ကျွန်တော်တို့အနေနဲ့မကြောက်ဘူးလို့ပြောရင်လိန်ရကြပါရယ်။တော်တော်ကိုကြောက်ခဲ့တာလို့သူ့ရဲ့အတွေ့အကြုံကိုပြောပြပါရယ်။ ဒေါက်တာချူးအောင်လင်းက2021ခုနှစ်စစ်တပ်ကတိုးနောက်ဆုံးနေတက်နေတဲ့အချိန်မှာစစ်တပ်ကအာဏာသိမ်းလိုက်တဲ့အတွက်ဆန့်ကျင်ဆန္ဒပြခဲ့ပြီးစစ်တပ်ကလိုက်ဖမ်းတဲ့အချိန်ဂရင်းနီပြည်နယ်ကိုရောက်ရှိလာခြင်းဖြစ်ပါတယ်။ဂရင်းနီတော်လည်နေမြေကိုစတင်ရောက်ရှိတဲ့အချိန်စစ်တပ်နဲ့များတက်လိုက်ရပါသေးတယ်။ဒါပေမဲ့လို့လည်းကျမ်းမာရေးနယ်ပယ်ကဖြစ်တဲ့အတွက်တော်လည်ရဲဘော်တွေစေကူတာမှုနဲ့ဒေသခံလူထုရဲ့ကျမ်းမာရေးဆောင်ရှောက်မှုတို့ကလည်းလိုအပ်တာကြောင့်ကိုကျွန်းချင်ရကိုတောင်းဝင်းထန်းဆောင်နေခြင်းဖြစ်ပါတယ်။ အလိုမျိုးတာဝန်ထမ်းဆောင်နေတဲ့အချိန်မပြီးဆုံးသေးတဲ့ပညာသင်ကြားမှုကိုလည်းဆက်လက်သင်ယူပြီးဒေါက်တာဘွဲ့ကိုရရှိခဲ့ခြင်းဖြစ်ပါတယ်။သူဟာအာနာမသိခင်စေချောင်းတက်စင်ကလေးကတငယ်ချင်းညီနဲ့ဒီသချင်းတွေကိုတီးဆိုပြီးတယုတ်ဆောင်မှုတွေလည်းရှိခဲ့ပါတယ်။ဆရာနာသိမ့်ပြီး တော်လည်နေမြေမှာရဲဘော်တွေနဲ့ဒေသခံလူထုအတွက်ဈေးရုံလဲပတ်ပြီးတာဝန်ထမ်းဆောင်နေတဲ့အချိန်နိုင်ငံကျော်ရုပ်ရှင်ဒါရိုက်တာကိုပေါ့နဲ့ခင်မင်းရင်းနှီးခဲ့ကြပါတယ်။ရုပ်ရှင်ဒါရိုက်တာကိုပေါ့ဟာလည်းကရီနီမှာရှိတဲ့စစ်ဆောင်အရေးပညာရေးကျန်းမာရေးနဲ့စီရေးကဏ္ဍတွေမှာနိုင်နဲ့အားနဲ့ပါဝင်ကူညီနေတဲ့သူပါ။ကိုပေါ့ကကရီနီတော်လည်ရုပ်ရှင်ရိုက်ကူးရန်စီစဉ်နေပြီးတော့တရုတ်ဆောင်မှုအတွက်လူရွေးတဲ့အခါဒေါက်တာထူးအောင်လင်းကလည်းအပါအဝင်ဖြစ်လာခဲ့ပါတယ်။ တော်လရင်အတွက်အမှတ်တိုင်းတစ်ခုလည်းဖြစ်တယ်။နောက်ပြီးဒီကနေရတဲ့အကျိုးမြတ်တွေကလည်းတော်လရင်အတွက်အထောက်အကူပြုလိမ့်မယ်ပေါ့နော်။ရမုံငွေပဲဖြစ်ဖြစ်စိတ်တက်မြင့်တင်ရေးပဲဖြစ်ဖြစ်ဒီတော်လရင်ကအမှတ်တိုင်းတစ်ခုဖြစ်မယ်ဆိုတော့ကျွန်တော်တို့အားလုံးအကုန်ပါပစ်ခဲ့ကြတာလို့ရုပ်ရှင်မှာပေါင်းဝင်သုံးဆောင်ခဲ့ပုံကိုပြောပြပါရစေ။ဒေါက်တာထူအောင်လင်းကသူ့ဘဝမှာဇညွန်ဒရာလော့တွေစတင်နေနဲ့ရုပ်ရှင်ရိုက်ကူးခဲ့ရတာဟာ ပထမဦးဆုံးအတွေ့အကြုံဖြစ်ပြီးတော့ရင်ခုန်စိတ်လှရှားမှုများနဲ့တည်ယူဆောင်ခဲ့တယ်လို့ဆိုပါတယ်။ ကျွန်တော်အနေနဲ့ကဆရာဝန်တဦးအနေနဲ့ပါရပါတယ်အတူတူပါကြတဲ့ညီကိုမောင်နှမတွေအကုန်လုံးကလည်းသူ့ရဲ့မူရင်းစရုပ်တိုင်းပါကြရတာပါတော်လန်ရေးရဲ့ဇလန်းတစ်ပုတ်ပေါ်လို့သူကရုပ်ရှင်အကြောင်းကိုပြောပြပါတယ်အဲ့ဒီရုပ်ရှင်ဇာတ်ကားရဲ့အမည်ဟာပြုံးပြုံးလေးရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီးတော့ ခရီနီမှာရှိတဲ့ဆရာဝန်တက်ကြွလှုပ်ရှားသူအငိမ့်မင်းသမီးပရဟိတရဲဘော်စေးတက်သားစသဖြင့်နေပေအသီးသီးကတော်လန်ပုံကန်သူတို့ပါဝင်ခဲ့ကြပါတယ်အဆိုတော်ပါပြုံးပြုံးလျုပ်ရှင်ဇာကားကိုဩစတြေးလျဂျပန်နဲ့ထိုင်းနိုင်ငံတို့မှာပြသခဲ့ပြီးတော့ပြီးခဲ့တဲ့ရက်ပိုင်းကပင် ရုပ်ရှင်ပြသလို့ရရှိလာတဲ့ငွေကြေးတွေကိုတော်လိုင်းရေးမြေပြင်မှာရှိတဲ့နေပယ်အသီးသီးစီကိုထောက်ပို့ကူညီထားတာကိုလည်းတွေ့ရပါတယ်။အမေရိကန်နိုင်ငံနဲ့ထိုင်းနိုင်ငံနယ်စပ်မဲဆောက်မြို့မှာလည်းအဆိုပါရုပ်ရှင်ကိုထပ်မံပြသအောင်မှာဖြစ်ပါတယ်။ ဆရာဝန်တဦးအနေနဲ့ရုပ်ရှင်သရုပ်ဆောင်ဖြင့်ပါဝင်ခြင်းဟာအနုပညာတစ်ခုတည်းမဟုတ်ပါဘူး။ဆရာနာရှင်ကိုရိုက်ချိုးနိုင်တဲ့လက်တံများစွာပါဝင်နေပါတယ်။အထူးသဖြင့်စိတ်သက်စစ်စင်ရင်တော်လန်ရေးအတွက်အထောက်အကူဖြစ်နိုင်တဲ့လူသားအချင်းမြင့်နဲ့ရန်ပုံငွေစသဖြင့်များစွာပါဝင်ပါတယ်။ဒေါက်တာထူးအောင်လေးဟာကျန်းမာရေးနယ်ပယ်မှာဆေးကုသခြင်းတွေကိုဆက်လုပ်နေစေနေမြဲဖြစ်တော်လဲအခြားသောဆရာနာရှင်ကြုတ်ကြရေးပန်းတိုင်အတွက်နီလန်ပေါင်းစုံနဲ့ရသမျှတွန်းလှန်မယ်လို့ခံယူချက်နဲ့ ရှေ့ဆက်ဖြတ်တန်းအောင်မှာပဲဖြစ်ပါတယ်။